ဘဝကြီးကတခါတလေပဟေလိဆန်နေတယ်မလားပျော်ရွှင်မှုဆိုတာဘယ်နှမှာလဲအောင်မြင်မှုဆိုတာဘလို့ဖန်ဆိုရမလဲဆိုတာမသိတော့ဘူးဒါပေမဲ့စိတ်မပူပါနဲ့ဒီနေ့ကျွန်တော်တို့ဟာတင်းဘဝကိုတရ80ဒီဂရီပြောင်းလဲစေမယ်လှုပ်ဝက်ချက်နားချက်ကိုပြုပြပေးသွားမှာပါအစင်သစ်ဖြစ်ပြီလားဆက်လိုက်ကြရအောင်အချက်တက် အတွင်းစိတ်နဲ့တွေ့ဆုံခြင်းမိမိကိုယ်ကိုချစ်မြတ်နိုးပါပြီးရင်ပူပြီးဆွဲဆောင်မှုရှိအောင်ကြောင်းလဲပါဒီအချက်ကအရင်ဗီဒီယိုမှာလည်းပြောခုပါတယ်ပထမဆုံးလှုပ်ဝက်ချက်ကတော့တင်းရဲ့အတွင်းစိတ်နဲ့တွေ့ဆုံခြင်းမှာလူများစုကပြင်ပကအရာတွေမှာပျော်ရွှင်မှုကိုရှာကြတယ်ဒါပေမဲ့အမတ်တကယ်ပျော်ရွှင်မှုကကိုယ့်ရဲ့အတွင်းစိတ်မှာပဲရှိတာပါကိုယ့်ရဲ့အားသာချက်အားနည်းချက်တွေကိုအတိမတ်ပြုပါကိုကိုကိုတကယ်ချစ်ပါနေတိုင်းကိုကိုကိုအားပေးပါ မန်ထဲမှာပို့ဖို့ချပြီးဟာမဲလုံနိုင်နေတာလို့ပြောကြည့်လိုက်ပါကိုယ့်ရဲ့အိမ်မက်တွေကိုကြက်လန်ရှာဖွေပြီးအဲ့ဒီအိမ်မက်တွေနဲ့နေ့စဉ်ချိန်ပေးပြီးရင်းနှီးပါအချက်နဲ့ကတော့စိတ်ရဲ့အာရုံကိုထိန်းချုပ်ပြီးအပြုတဘောဆောင်တဲ့အတွေးခေါ်ကိုမွေးမြူပါပို့ပြီးအားကောင်းအောင်ဖြစ်စေခြင်းစေရဲ့အာအင်တာအမခမ်းပါပဲဒါပေမဲ့အဲ့ဒီအာအင်ကိုထိန်းချုပ်နိုင်မှသာအောင်မြင်မှုကိုရနိုင်မှာပါအစိုးမြင့်တွေးတွေကိုဖယ်ရှားပြီးအကောင်းမြင့်တွေးတွေနဲ့စားထိုးပါ ဒါလည်းဖြစ်ဖြစ်အကောင်းဆုံးကိုမျှော်လင့်ပါယေရှုတင်သက်တဲ့စိတ်ကိုငွေ့မြူပါ နေ့တိုင်းကိုမှရှိတဲ့ကောင်းမွန်တဲ့အရာသုံးခုကိုစရင်ပြုစုပါကိုယ့်ရဲ့အိမ်မက်တွေကိုစိတ်ကူးထဲမှာအမြဲမြည်အောင်ပါအဲ့ဒီအိမ်မက်တွေတကယ်ဖြစ်လာမယ်လို့ယုံကြည်ပါနောက်ထပ်အချက်၃ကတော့လူသားဆက်ဆံရေးရဲ့တန်ဖိုးဆက်ဆံရေးကောင်းမြတ်တည်ဆောက်ပါဖို့ပိုပြီးအလေးထားပြောပါလူဆိုတာတယောက်တည်းရည်တည်လို့မရပါဘူးအောင်မြင်မှုရဲ့အဓိကတော့ချက်ကတော့လူသားဆက်ဆံရေးပါပဲ ိုကိုတကယ်ချစ်တဲ့တန်ဖိုးထားတဲ့လူတွေနဲ့အချိန်သေးပါသူတို့ရဲ့အားပေးမှုကိုရယူပါအခြားသူတွေကိုကူညီပါသူတို့ရဲ့ဘဝမှာအပြုသဘောဆောင်တဲ့အပြောင်းလဲတွေဖြစ်အောင်လုပ်ဆောင်ပါလူတိုင်းကို လေးစားပါ ကိုယ့်ရဲ့အတိုင်းဝိုင်းကိုတန်ဖိုးထားပါအချက်လေးကတော့စိတ်အားထက်သန်မှုရဲ့စွမ်းအားကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုလိုက်စားပါဘူးပိုပြီးစိတ်လှုပ်ရှားရပါမယ်။စိတ်အားထက်သန်မှုဟာဘဝရဲ့မိရှုတစ်ဆောင်မှာကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုရှာဖွေပြီးအဲ့ဒီအရာကိုအမြဲလုပ်ပါ။ ဝါဒနာတစ်ခုကိုရှာခွေပါအဲ့ဒီဝါဒနာကိုအချိန်ပေးပြီးလုပ်ပါအတိတ်တော်အရာတွေကိုလေ့လာပါကိုယ့်ရဲ့ဘဝတုဒ္ဒကိုအမြဲချက်တွင်ပါကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖို့ဘူးဘယ်တော့မှမတိုးဆုပ်ပါနဲ့နောက်ဆုံးချက်နာကတော့ယခုချိန်ကိုအကြည့်ဝခံစားပါခိစုပ်ပံမှာအာယုံစိုက်ပါပူပြီးအတက်ဝင်အောင်ပြောခြင်းအတိတ်ကိုကြံတွေးပြီးပူပတ်နေခြင်းအနာဂတ်ကိုကြောက်ရွံ့နေခြင်းတွေဟာအချိန်ဖြုန်းနာနဲ့အတူတူပါပဲ။ ယခုချိန်ကိုအပြည့်အဝခံစားပါပစ္စုပန်မှာအယုံဆိုင်ပါဘဝရဲ့အသေးစိတ်အရာလေးတွေကိုခံစားပါနေဝင်ချိန်ရဲ့လှပမှုနှစ်ကလေးတွေရဲ့တာယာနာပြုတ်ွက်အတန်တွေကိုခံစားပါတဲ့ရင်လဲစိတ်ချမ်းသာရပါတယ်ဒီလိုဝက်ချက်၅ချက်ကိုလိုက်နာခြင်းအပြင်သင်ဘဝဟာဒရာ80ဒီဂရီပြောင်းလဲသွားမှာပါယုံကြည်မှုအပြည့်နဲ့80ပါတည့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ပါဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share လုပ်ပေးသွားကြပါဦး နောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုတွေနဲ့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ကျွန်တော်ကတော့ခင်တုတ္တပါခဗျာ